များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်တွေမျောလင်းဆောင်စားနေတဲ့1172ကအရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Navinia Super Lacto ရဲ့ပွဲစဉ်ကို1 Championship ကနန်တိုင်တယ်ဘောက်ပွဲစဉ်အဖြစ်သတ်မှတ်ပြောင်းလဲလိုက်တဲ့အကြောင်းကိုပြောပြပေးစင်ပါတယ်ဒီသတင်းကိုပြောပြမယ့်ချိန်မှာညနေကအကိုတယောက်ကသူ့မီဒီယာ page ကနေဒီသတင်းကိုလွှင့်တင်ဖော်ပြခဲ့ပါတယ်အဲ့ဒီကိုရှင်းကျူးပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့သူကသတင်းဥအောင်ရသွားတယ်ကျွန်တော်ကတော့အဲ့ဒီသတင်းကိုသတင်းမှားတယ်လို့ထင်ခဲ့တာ ျွန်တော်ထင်တာကဝိတ်တန်းပြောင်းပြီးထိုးတဲ့နေရာမှာခပတ်မပေးဘူးဆိုတာမရှိဘူးဆိုတော့သဘောတရားကိုပဲလက်ကင်ထားခဲ့တာပေါ့လေအခုလိုမျိုးလည်းတခါမှမမြင်ခဲ့ဘူးအခုလက်ရှိမှာဘန်ကောက်ပို့စ်ကလွန်ခဲ့တဲ့နိုင်ဘွားကမှသတင်းလွှင့်တင်လာတယ်အဲ့တော့ဘန်ကောက်ပို့စ်ရဲ့သတင်းကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာဒီပွဲဟာနန်တိုင်တယ်ဘောက်ပွဲစဉ်ဖြစ်သွားပြီဆိုတာကိုကျွန်တော်ကသိရှိပြီးတော့အဲ့ဒီသတင်းကိုပါသပြန်ပြီးပရိသတ်တွေကိုတော့ပြပြပေးတာဖြစ်ပါတယ်ခင်ဗျနဗီနဲ့စူပါလက်ပွဲစဉ်မှာစူပါလက်က hydration test ကျရှုံးခဲ့တယ်နှစ်ကြိမ်တိုင် hydrogen တက်စစ်ဆေးတာမှာသူမောင်းမြင်ခဲ့ဦးအဲ့တော့ hydrogen တက်စစ်ဆေးတာသူဘောင်းဝင်အောင်လုပ်ရတော့မယ်ဒါကိုကျွန်တော်တို့သိထားခဲ့ကြတယ်အဲ့တော့ဘောင်းဝင်အောင်လုပ်ပြီးရင်သူကဝိတ်ကျော်သွားမယ်ဝိတ်ကျော်သွားရင်ပထမသူတို့နှစ်ယောက်ကိုပွဲတယ်ပေးထားတာ bantam weight တန်းမှာအဲ့တော့ bantam weight တန်းကနေ catch weight တန်းကိုပြောင်းပြီးထိုးကြရမယ်လို့ကျွန်တော်ထင်ထားခဲ့တာပေါ့လေအဲ့တော့ငါးကြီးထိုးမဲ့ပွဲကနေသူတို့ဘလို့ပြောင်းလဲဖြစ်မလဲဆိုပြီးတော့ကျွန်တော်စောင့်ကြည့်နေကြတာအခုတော့ နန်းတက်တဲ့ဘောက်ပွဲစဉ်အဖြစ်သတ်မှတ်လိုက်ပြီးတော့အစောပိုင်းက၅ရှီထိုးရမလို့သတ်မှတ်ထားတဲ့ပွဲကို၃ရှီပွဲအဖြစ်ဝမ်းကပြောင်းလဲလိုက်တယ်။အဲကက်ချ်ဝိတ်တန်းနဲ့နန်းတက်တဲ့ဘောက်ပွဲစဉ်ရှားနာမှုဒီနေ့ကပြောပြပေးကြပါမယ်။ကျွန်တော်တို့ပထမထင်တာကက်ချ်ဝိတ်တန်းဆိုတာကတစ်ဖက်က hydrogen test ချရှုံထားတဲ့ super leg တီဘောင်းဝင်အောင်ပြန်လုပ်ရမယ်။အဲ့မှာဝိတ်တက်လာမယ်။ပြီးရင်ဝိတ်ညိမယ်။ကက်ချ်ဝိတ်တန်းမှာဆင်ထိုးမယ်။ထိုးတဲ့အချိန်မှာသူက hydrogen test ချရှုံတဲ့အတွက်ခပတ်အသိမ်းခံလိုက်ရပြီ။ နိုင်အောင်ထိုးရင်လည်းခပတ်မရဘူး။သူကခပတ်သိမ်းခံထားတယ်လို့ဖြစ်လို့ ranking 1မှာတော့ဆက်လက်ရပ်တည်မယ်။နဗီကတော့နှစ်ခုလုံးအောင်မြင်ထားတယ်။အဲသူကတစ်ဖက်မှာ weight လည်းအောင်မြင်တယ်။ hydrogen test လည်းအောင်မြင်ထားတာဖြစ်တဲ့အတွက်သူကတော့နိုင်ရင်ရွှေကပတ်ကိုရမယ်လို့ကျွန်တော်တို့ကတည်ထားတာဖြစ်ပါတယ်ဗျ။ဒါပေမဲ့1ကအခုရုတ်တရက်ကြီးဆိုတော့နတ်တိုက်တဲ့ဘောက်လို့ပြောင်းလဲလိုက်တဲ့အချိန်မှာဒီပွဲကခပတ်နဲ့လုံးဝမသက်ဆိုင်ပဲ ရိုးရိုးစိန်ခေါ်ပွဲသဘောမျိုးဖြစ်သွားခဲ့ပါတယ်ဒီတော့ဘသူပဲနိုင်တိုင်းဘသူပဲရှုံချုံခပတ်ပေးတဲ့ပွဲမဟုတ်တဲ့အတွက်ခပတ်ရရှိတော့မှာမဟုတ်ပါဘူးခမပြီးတော့စူပါလက်ကဒီပွဲမှာ hydrogen test ဆစ်စေးတာကြာရှုံးခဲ့တဲ့အတွက်သူရရှိမဲ့ထိုးကြီးတဲက30ရာခိုင်နှုန်းကိုနဗီကိုခွဲပေးရမှာဖြစ်တာဖြစ်သွားပြီပေါ့လေ1ရဲ့ဆုံးပြတ်ချက်ကနဗီအတွက်အယမ်းမဲ့နစ်နာပါတယ်နဗီအတွက်နစ်နာမှုကြီးတယ်လို့ပြောမှာဖြစ်ပါတယ်ခမစူပါလက်ကတော့ က်ရှိရမှာခပတ်ရုပ်သိမ်းခံလိုက်ရပြင်မဲ့သူ့အနေနဲ့ကတော့တစ်ဖက်ကစဉ်းစားရင်ဗျအမျက်ထွက်သွားတယ်ပေါ့ဘာလို့လဲဆိုတော့နဗီသူ့ကိုနိုင်လေခပတ်ပိုင်ရှင်သစ် ဖြစ်မလာသေးဘူးလေနဗီကနောက်တစ်ဆင့်ကိုဆက်သွားရဖို့အနေထားဖြစ်သွားခဲ့တယ်ပေါ့အဲ့တော့ငါးရှီထိုးရမယ့်ပွဲစဉ်ကနေသုံးရှီထိုးရမယ့်ပွဲဖြစ်ပြောင်းသွားပြီ cash weight တန်းနေပါလေမပြောင်းပါဘူး net title box ပွဲစဉ်အဖြစ်ပြောင်းလဲပြီးတော့1က Navinus ဘာလို့ပွဲစဉ်ကိုတတ်မှတ်လိုက်ပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင် တင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာကြည့်စုအားပေးတဲ့ပရိသတ်အားလုံးကိုသူပဲကျေးဇူးတင်ရှိပါရခင်ဗျာ